ဆူဒန်ကုလရုံတက်ကဒါဘာဒေသမှာမကြသေးမီကလုဆောင်ခဲ့တဲ့တိုက်ခိုက်မှုများတွင်လူ၄၀၀ကျော်အသက်ခံရတယ်လို့ကုလသမဂ္ဂကပြောကြားခဲ့ပါတယ်။လူထောင်ကြီးသေဆုံးခဲ့ရပြီးပြည်သူ၃သန်းကျော်ဆေးပေးရှောင်ခဲ့ရတဲ့ဆူဒန်စစ်ပွဲယခုအခါတတိယမြောက်နှစ်ကိုဝင်ရောက်လာပြီးဖြစ်ပြီးစစ်ပွဲပြီးဆုံးစေရေးအတွက်နီးလက်များရှာရန်လန်ဒန်မြို့မှာနိုင်ငံတကာနှီးနှောဖလဲပွဲမကျင်းပမီကုလသမဂ္ဂကအထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ခြေလင်းအကူလက်ယုံတက်က၎င်းရဲ့ထိန်ချုပ်မှုအောက်မှာမရှိတဲ့နောက်ဆုံးကျနေတဲ့ဒါဖာမျိုးကြီးတစ်မျိုးကိုတင်ပိုက်ရန်ကြိုးပမ်းလျက်ရှိစဉ်၎င်းတို့ကလွန်ခဲ့တဲ့သတင်းပတ်များတွင်အဖာရှာအနီးတစ်ဝိုက်ရှိဒုက္ခသည်စခန်းများကိုတိုက်ခိုက်မှုများပုံမူလုဆောင်ခဲ့ပါသည်ခြေလင်းအကူလက်ယုံတက်ကအဖာရှာနဲ့နီနာကဇမ်ဇမ်အပူလျှောက်ဒုက္ခသည်စခန်းတို့ကိုမြေပြင်နဲ့ဝေဟင်စစ်စင်ရေးများလွန်ခဲ့တဲ့သတင်းပတ်ကလေးကလုဆောင်ခဲ့ပါသည်လွန်ခဲ့တဲ့ပတ်ကလုဆောင်ခဲ့တဲ့တိုက်ခိုက်မှုအတွင်လူ148ဦးသေဆုံးခဲ့သည်ကိုကုသမတ်ကလူခွင့်ရေးရှုံးက အတည်ပြုခဲ့တယ်လို့ပြောရေးဆိုခွင့်ရအမျိုးသမီးရာဖီညာရှန်တာဆာနီက AFP ကိုပြောကြားခဲ့ပြီးအသက်ခံရသူ400ကျော်ရှိရလို့ယုံကြည်ရလောက်တဲ့သတင်းရင်းမြစ်များကပြောကြားတယ်လို့ဆိုပါတယ်။ဆူဒန်ပြည်တွင်းစစ်ကြောင်းပြည်သူ73တန်းကျော်ဆစ်ဘေးရှောင်နေရတယ်လို့ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီတာဝန်ရှိသူကပြောကြားခဲ့ပါတယ်။ထို့အထက်မှာပြည်တွင်း၌စစ်ရှောင်သူ8.6တန်းနဲ့ဒုက္ခသည်3.8တန်းပါဝင်တယ်လို့ဆိုပါတယ်။